အဲ့ဒီလိုကာမေတုမိစ္ဆာစာရပြစ်မှုနဲ့ပရဒါရပြစ်မှုကိုကျွလွန်နေတဲ့လူသားတွေဟာမျိုးသားမျိုးသမီးလူသားတွေဟာလက်ပတ်တော်ငရဲမှာငရဲခံရတယ်လို့သာတန်ကိစ္စဆက်အဲ90ရဲမှာ930မြောက်တန်ကိစ္စဆက်ဆိုတာရှိတယ်အဲ့တန်ကိစ္စဆက်မှာအတိလင်းဆိုထားတယ်အဲ့ဒီဆက်ဆိုထားတာလေးကိုကြည့်ရအောင် အယောမယာသိပတိယောတောလသင်္ခုလကဏ္ဍကအဲ့ဒီငယ်မှာရှိတဲ့လက်ပတ်မင်းကြီးတွေကဒီရိုးရိုးလက်ပတ်မင်းနေမဟုတ်ဘူးတယ်တရဝရီအကုသကံကြောင့်ဖြစ်နေတယ်တန်နဲ့တိဆောက်ထားတဲ့လက်ပတ်မင်းကြီးတွေတန်လက်ပတ်မင်းကြီးတွေပေါ့နော်ရိုးရိုးလက်ပတ်မင်းမဟုတ်ဘူးလက်ပတ်သားကပွားတတ်တာပဲလေ အဲ့ဒီငယ်ရဲ့လက်ပံတွေကတော့အဲ့ဒါလို့ပွတ်တတ်တာတော့မဟုတ်ဘူးတန်နဲ့လှုပ်ထားတဲ့လက်ပံနဲ့တော့လက်ပံမှာဆူးရှိတယ်ဒီမှာသူတို့ရဲ့လက်ပံဆူးတွေကဘယ်လောက်ရှိတော့16လက်သက်အရှိရှိတယ်16လက်သက်အရှိရှိတယ်လက်ပံဆူးကြီးတွေကဥပဒေအတိလက်ပံတည် အောက်ဖက်လည်းပဲတချို့စုကကိုင်းတာတချို့ကအပေါ်ထောင်းနေဥပတောအအတိလံပန်းတည်အပေါ်ဆင်းလာလေလက်ပသူကစုမအောက်ကတဲ့လည်းလက်ပသူကစုမသူကအပေါ်ထောင်းတဲ့စုကအပေါ်ထောင်းတယ်အောက်ဆိုင်နေတဲ့စုကအောက်ဆိုင်တယ်ဒုက္ခဒုက္ခဝိတရဏိတတိလျှောက်ဖို့ ဖြတ်သွားဖို့အမှန်ခဲတဲ့ချိန်ပိုက်တော်လည်းရဲလို့ခေါ်တယ်မြေချောင်းပေးမှာအဲ့ဒီလက်ပတ်မကြီးတွေရှိတယ်ငရဲခံဖို့အတွက်တဘာဝကဖန်တီးပေးထားတဲ့အရာတွေပေါ့နော်အဲ့တော့ချိန်ပိုက်ချောင်းငရဲဘက်ကိုလက်ပတ်မကြီးအကိုင်းတွေကကိုင်းပြီးတော့စူးကြီးတွေကထောင်းနေစူးကထောင်း အောင်လဲတဲ့ဆူကလဲဒီလိုလက်ပတ်မင်းကြီးကအဲ့ဒီပြကံပေးမှရှိနေတယ်လို့ဆိုတယ်ရှိတာရိုးရိုးတယ်မဟုတ်ဘူးအစ်တီအစ်စီမန်တော်ဒိတ်ချန်တီနာလက်ပတ်မင်းကြီးကမိဟုံဟုံတောက်နေတာဆူတွေကလည်းမိတော့နေတယ်ပြီးတဲ့ရဲတောက်နေတယ်